မင်္ဂလာပါခင်ဗျာ Recap for you ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တော့အခု2025မမအသစ်ထွက်ရှိထားတဲ့ The Gorge ကိုတင်ဆက်ပေးပါပါတရုတ်ဆောင်နေနေနဲ့ Mind Teller နဲ့ Anjadela Join ဆိုအဓိကပါဝင်ထားတဲ့အခုဒီလောနာမည်ကြီးနေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ကဲဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာဒီလိုဇာတ်လမ်းကောင်းတွေကိုအမြဲတင်ဆက်ပေးသွားမယ်ကျွန်တော်ရဲ့ Channel လေးကို Subscribe လေးနှိပ်ပေးထားကြပါအောင်လို့လည်းတောင်းဆိုလိုက်ပါရစေခင်ဗျာကဲဇာတ်လမ်းလေးကိုစားလိုက်ကြရအောင်ပါဇာတ်လမ်းစားမှာတော့ Dra Sa ဆိုတဲ့ Sniper သမားအမျိုးသမီးတယောက်ချောမောက်တစ်ခုထဲမှာပုံအောင်ပြီး လေရင်တစည်းဆိုင်လာတဲ့အချိန်ကိုစိတ်ရှည်လက်ရှည်စောင့်နေပါတယ်။လေရင်ဆိုင်လာပြီးအပေါ်ကနေအမျိုးသားတစ်ယောက်ဆင်းလာတာနဲ့ဒရာဆောင်ကစနိုက်ပါနဲ့တစ်ချက်တည်းအသေးပြသလိုက်ပါတော့တယ်။တစ်ဖက်မှာလီပိုင်းဆိုတဲ့အမျိုးသားတစ်ယောက်ကတော့အိမ်မက်ဆိုးကနေလန်တို့လာပြီးတဲ့နောက်အနောက်ကကန်းကြီးတစ်ခုကိုထွက်လာပြီးမိုးလင်းတဲ့အထိကန်းကြီးမှာတယောက်တည်းအထီးကျန်သွားထိုင်နေတာကိုမြင်ရပါတယ်။အဲဒီချိန်မှာပဲလီပိုင်းစီကိုရေတပ်ဌာနချုပ်ကိုလာဖို့အတွက် message တစ်စောင်ဝင်လာပါတော့တယ်။ဌာနချုပ်မှာဘာတူလိုမျိုးဆိုတဲ့ထိုင်တန်းအရာရှိအမျိုးသမီးတစ်ယောက်နဲ့တွေ့ပြီးအဲ့ဒီမျိုးသမီးကလေပိုင်းနေတဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်စင်ရေးတွေအတွင် စနိုက်ပါနဲ့လူ133ယောက်ကိုတပ်ပစ်နိုင်ခဲ့တယ်ဆိုတာမှန်လားလို့မေးပါရီဒီပိုင်းကတော့သူတပ်ခဲ့တာအဲ့ဒီတပ်ပိုများတယ်လို့ပြောလိုက်ပါရီအဲ့နောက်ဘာတို့လိုမျိုးကဒီပိုင်းမှာလက်ရှိစားကြောက်ချုပ်ပြီးတာဝန်ထမ်းဆောင်နေတဲ့မေရှင်ရှီလာလို့မေးတော့ဒီပိုင်းကမရှိဘူးလို့ဖြေလိုက်ပါရီပြီးတော့ဆေးတွေဘာတွေသုံးတာရှီလာလို့လည်းထပ်ပြီးတော့ဒီပိုင်းကဆေးမသုံးကြောင်းနဲ့ညာဘက်ဆိုရင်အိပ်ပြောင်းအောင်အရတောက်ရတယ်လို့ပဲဖြေလိုက်ပါရီအဲ့နောက်တော့ဘာတို့လိုမျိုးကဒီပိုင်းကိုစစ်စင်ရေးတစ်ခုတာဝန်ပေးလိုက်ပါတော့တယ်တပတ်မှာဒရာဆာကတော့လီတူရီနီးယားကတုံ့တန်တစ်ခုကိုရောက်လာပြီးသူ့အဖေနဲ့လာတွေ့ပါရီ ဒရာဇာကသူ့အမေရဲ့အုပ်ကိုကိုလာတာဖြစ်ပါတယ်ဒရာဇာကသူ့အဖေနဲ့စကားပြောရင်းစစ်စင်ရဲတွေမှာလူတွေတိုက်ရတာများလာတော့သူညာဘက်ဆိုအိတ်မပြောတော့ဘူးလို့ပြောပါတယ်ဒါပေမဲ့သူ့အဖေကဒရာဇာတက်ခဲ့တဲ့လူတွေဟာလူအများကိုဒုက္ခပေးနေတယ်မူရရာဇာတို့လက်နက်ပောင်ကိုသမားတို့လိုရာဇဝတ်ကောင်တွေဖြစ်ကြောင်းပြောင်းပြနေပါတယ်အဲဒီနောက်ဒရာဇာကိုသူနဲ့တူတပတ်နှစ်ပတ်နေပြီးအပန်းဖြစ်ဖို့တိုက်တွန်းပါတယ်ဒရာဇာကတော့နောက်ထပ်စစ်စင်ရဲတခုရှိတဲ့အတွက်သူမော်စကိုကိုခရီးထွက်ရမယ်လို့ပြောပါတယ်အဲနောက်တော့ဒရာဇာရဲ့အဖေကသူ့ရဲ့ကင်ဆာကပိုဆိုးလာကြောင်းပြောပြီး လာမယ့်ဖေဖော်ဝါရီ14ရက်မှာသူ့ကိုယ်သူတက်တင်လိုက်တော့မယ်လို့ပြောလိုက်ပါတယ်။အဲဒါမှဒေသသွားပြီးဖြစ်တဲ့သူစင်းနည်းနဲ့အမြန်ဆုံးပြန်တွေ့ရမှာလို့ဒရာဆော့ကိုပြောလိုက်ပါတယ်။အဲနောက်တော့စက်တင်ဘာလရောက်လာပါပြီ။လေပိုင်းကဆက်စင်ရေးအတဲ့အတွက်လေရင်နဲ့ခရီးဆက်နေပါပြီ။လေပေါ်မှာပါတဲ့စစ်သားတယောက်ကလေပိုင်းစီကနေဖုန်းတွေနိုင်တွေကိုတိတ်ယူပါတယ်။လေပိုင်းကသူတို့ဘယ်နေရာကိုရောက်နေတာလဲလို့မေးပေမဲ့စစ်သားကဖြေလို့မရဘူးလို့ပြောပါတယ်။အဲနောက်တော့လေမပြန်တမ်းရနေပြီကိုရောက်လာတဲ့အတွက်စစ်သားကလေပိုင်းကိုဒီနေရာမှာပဲဆင်းပြီးရောက်ဘက်ကိုခြေချင်းခရီးဆက်ဖို့ပြောပါတယ်။ ဒီပိုင်းကလည်းလေရင်ပေါ်ကနေလေထီးနဲ့ခုံဆင်းလာပြီးတောင်ကုန်းတွေမြစ်တွေကိုကျော်ပြီးတော့တာဝန်ကျတဲ့နေရာရောက်တဲ့အထိခရီးဆက်လာပါရီနောက်ဆုံးတော့ Gorge လို့ခေါ်တဲ့ကျောင်းနေကြီးတစ်ခုရှိတဲ့နေရာကိုရောက်လာပါပြီအဲဒီမှာ JD လို့ခေါ်တဲ့စစ်သားတယောက်ကလေပိုင်းကိုလာနှုတ်ဆက်ပါရီ JD ကလည်း Marine စစ်သားဟောင်းနဲ့ Sniper သမားဖြစ်ပြီးဒီနေရာမှာတနစ်တာဝန်ကျထားတယ်လို့ဖြစ်ပါရီအခုတနစ်ဖြစ်ပြီးဖြစ်တဲ့အတွက်လေပိုင်းကသူ့နေရာမှာတနစ်တာဝန်ဆက်ယူရမှာပါ ဂျီရီကတနေ့အတွင်းမှာအခုမှလူတယောက်နဲ့မျက်နှာချင်းဆိုင်စကားပြောရတာဖြစ်ပါတယ်။လီပိုင်းကအနောက်ပိုင်းစောင်းကြီးရီတာဝါမှာတနေ့တတိနေထိုင်ရမှာဖြစ်ပြီးဂျာဝဲတစ်ဖက်မှာအရှေ့ပိုင်းစောင်းကြီးရီတာဝါလည်းရှိပါတယ်။ဂျီရီကအဲ့ဒီတာဝါမှာလည်းသူတို့လိုပဲစောင်းကြက်တဲ့လူတယောက်ရှိပြီးသူတို့တွေအချင်းချင်းဆက်သွယ်စကားပြောခွင့်တော့မရှိဘူးလို့ပြောပြပါတယ်။လီပိုင်းကဒီနေရာကဘယ်လိုနေရာလဲဆိုတာကိုမေးတော့ဂျီရီကသူလဲဒီနေရာမှာတနေ့တာနေလာတာဒီနေရာအကြောင်းကိုသိချာမသိဘူးလို့ပြောပါတယ်။ဒီနေရာကဂျိုတူတွေကနေထောက်လန်းလို့မရအောင်မှာဖုံးကွယ်ထားတဲ့နေရာဖြစ်ပြီး Google မြေပေါ်ထဲမှာတော့မပါတဲ့နေရာပါ။ သူတို့တာဝန်ကကြောက်ထိတ်မှဆင်ထားတဲ့ထောင်ချောက်တွေအတားအဆီးတွေကိုထိမ့်သိမ်းဖို့နဲ့ကြောက်ထိတ်ကအရာတွေအပေါ်မှာတက်လာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။တာဝါတွေကလက်နက်တိုက်ထဲမှာလိုအပ်တဲ့ဒုံးကြီးတွေလက်နက်တွေအပြည့်ရှိကြောင်းလည်းဂျေဒီကပြောပြပါတယ်။ဒါလောက်ကိုတခါရေဒီယိုကနေတစင်တာဝန်ရှိသူတွေကိုသတင်းပို့ပေးရမှာဖြစ်ပြီးအဲ့ဒါကလွဲလို့တခြားဘယ်သူနဲ့မှဆက်သွယ်လို့မရပါဘူး။တာဝါတွေပေါ်မှာတော့လေကြောင်းအချက်ပြစနစ်တစ်ခုရှိပြီးအရေးပေါ်အခြေအနေဖြစ်လာရင်ခွေးယူလို့ခေါ်တဲ့စနစ်တစ်ခုကိုအလုံးလုံးစတင်မှာဖြစ်ပြီးတော့အဲ့ဒီအချက်ပြစံကိုကြားတာနဲ့ခွေးပြေးဝက်ပြေးပြေးဖို့ဂျေဒီကလေပိုင်းကိုမှာပါတယ်။ ဒီနေရာကို gosh လို့ခေါ်ပြီးဒုတိယကမ္ဘာစစ်ပီးကတည်းကကမ္ဘာအရှေ့ခြမ်းတဲ့အနောက်ခြမ်းကအစင်ဆက်ခေါင်းဆောင်တွေကသဘောတူညီချက်တစ်ခုနဲ့ဒီနေရာကိုပြုတ်ဝတ်ထားတာပါ။လီပိုင်းက gosh ကိုဘာအတွက်စောင့်ကြည့်နေရတာလဲလို့မေးတော့ Jerry ကကြောင်တွေကနေ hollow man လို့ခေါ်တဲ့တတော်ရီအပေါ်မှာတက်လာအောင်စောင့်နေရတာလို့ပြောပါရစ်။ဒါပေမဲ့အဲ့ဒီတတော်ရီကဘယ်လိုတတော်ရီလဲဆိုတာတော့သိချာမသိပဲ။ Jerry ကငါတို့တွေငရဲတကားဝါကိုစောင့်နေရတာဖြစ်နိုင်တယ်လို့ပြောပါရစ်။ဒုတိယကမ္ဘာစစ်ပီးမှာ gosh တဲကိုရှင်းလင်းရေလုပ်ဖို့မြင်းစည်းစစ်တီ2400အထိပိုခဲ့ပေမဲ့တယောက်မှအပေါ်ပြန်မတက်လာနိုင်ပါဘူး။ အဲ့ဒီကလေးက gosh ကိုစောင့်ကြည့်ထိန်းချုပ်ဖို့ပဲလုပ်တော့တာဖြစ်ပါတယ်။နောက်တနေ့မနေ့မှာတော့ JD ကတာဝန်ပေးပြီဆိုတော့လီပိုင်းကိုနှုတ်ဆက်ပြီးပြန်သွားပါတယ်။လီပိုင်းကတော့ gosh ကိုစောင့်ချက်ဖို့တာဝန်စာယူရပြီဖြစ်ပြီးအိမ်မာတော့ကလည်းပဲတယောက်တည်းအထီးကျန်နေတုံးပါ။တစ်ဖက်မှာ JD ကိုတော့ရဟယင်တစည်းနဲ့လာကြူပြီး JD ရဲ့နာမည်ကိုအတီးပြူပြီးတာနဲ့ရဟယင်ပေါ်ကစစ်သားက JD ကိုတနက်နေ့ပြစ်တက်လိုက်ပါတယ်။ဒီအမိန့်ကိုလည်းဘာတို့လူမျိုးကပဲပေးတာဖြစ်ပါတယ်။လီပိုင်းကတော့သူ့တာဝန်အတိုင်းလုံခြုံရေးကြိုးပမ်းမှုရှိမရှိစစ်ဆေးတာလက်နက်တွေကိုထိမ့်သိမ်းတာတွေလုပ်နေပါတယ်။ တလားပြေလို့တာဝန်ရှိသူတွေကိုဒီကအခြေအနေပုံမှန်ရှိကြောင်းရေဒီယိုကနေတဆင်အစီရင်ခံတော့လေပိုင်းကဒီနေရာအကြောင်းမေးဖို့လုပ်ပေမဲ့တစ်ဖက်ကတော့မဖြေပါဘူးလေပိုင်းကစာအုပ်စင်တော်မှာ1948ခုနှစ်ကလေးကဒီနေရာမှာတာဝန်ထမ်းဆောင်ကလေးစစ်သားဆက်ဆက်ကရေးထားတဲ့နေရာကစာတွေကိုမြင်ရပါတယ်တရက်တော့လေပိုင်းတယောက်အကြောင်းတစ်ဖက်မှာရှိတဲ့အရှိတ်တာဝါကိုမှန်ဘလူးနဲ့ကြည့်လိုက်တော့ဒရာဆောက်ကိုမြင်လိုက်ပါတယ်အဲဒီနောက်မှာတော့လေပိုင်းတယောက် MSO ကနေလန်လို့လာပြီးဘေးမှာချထားတဲ့တနက်ကိုကောက်ကွယ်လိုက်ပါတယ်သူ့ရဲ့ဘေးကဖန်ခွက်လေကွဲသွားတာကြောင့်လေပိုင်းခြေထောက်ကိုဖန်ခွဲစားရှာသွားပါတယ် အဲနောက်ဒီပိုင်းကမှန်ပြောင်းတဲ့ဒရာဆောက်ကိုထက်ကြည့်မိပါရီဒီလိုနဲ့နိုဝင်ဘာလကိုရောက်လာပါပြီဒရာဆောက်ကဒီနေ့သူ့မွေးနေ့ဖြစ်တဲ့အတွက်မွေးနေ့ပွဲကိုတယောက်တည်းကျင်းပနေပါရီအဲနောက်ဆက်စုကျင်လာတော့အနာဘတ်တာဝါကိုမှန်ပြောင်းနေကြည့်လိုက်ပြီးဒီပိုင်းတယောက်စာထန်ရင်းနေတာကိုမြင်ရပါရီဒရာဆောက်ကတနက်ကိုမိုးပေါ်ထောင်ဖြစ်လိုက်တော့လီပိုင်းလေးကြားသွားပြီးမှန်ပြောင်းနေကြည့်လိုက်ပါရီဒရာဆောက်ကသူ့နာမည်ကိုမေးတော့လီပိုင်းကငါတို့စကားပြောခွင့်မရှိဘူးလို့ပြန်ပြောပါရီဒရာဆာကဒီနေ့ငါမွေးနေ့ငါလုပ်ချင်တာလုပ်မယ်လို့ပြောလိုက်ပြီးဒီပိုင်းလေးသူ့နာမည်ကိုပြောပြလိုက်ပြီးတော့ဒရာဆာမွေးနေ့အတွက်တစ်ခွက်လောက်တောင်းကြမယ်လို့ပြောပါတယ် ဒရန်ဆာကတချင်းပွင့်ပြီးတော့ကနေပြီးလီပိုင်းကိုလည်းကားဖို့ခေါ်ပေမဲ့လီပိုင်းကသူကားရညံ့နေလို့ပြောပါတယ်။အဲဒီနောက်လီပိုင်းကအထဲပြန်ဝင်ဖို့လောက်တော့ဒရာဆာကသူ့ရဲ့ဘုကိုတနက်နဲ့လမ်းပြလိုက်ပါတယ်။လီပိုင်းကလည်းအားကြမကန်ဒရာဆာရဲ့ဘီယာပလင်းကိုတနက်နဲ့ပြလိုက်ပါတယ်။ဒရာဆာကသူ့ကိုချီတူးပြီးတော့ခေါင်းပေါ်ကိုဘီယာပလင်းတင်ပြီးထပ်ပြဖို့စိန်ခေါ်ပါတယ်။ဒါပေမဲ့အဲဒီချိန်မှာပဲဒရာဆာကကြောက်ထဲကနေတရွာကြီးတွေတွေ့တက်လာတာကိုမြင်လိုက်တဲ့အတွက်လီပိုင်းကိုတတိပေးလိုက်ပါတယ်။လီပိုင်းလည်းဟော်လိုမန်တွေကိုတနက်နဲ့ပြစ်ပြီးအစင်းသင်းရှိနေတဲ့ဘုံတွေလည်းပောက်ကွဲပါတယ်။ ဒရာစာကလည်းစက်တနက်နဲ့လေးပိုင်းကိုကူပစ်ပေးပါရယ်။မကြာခင်မှာပဲဟော်လိုမန်းတွေကဒရာစာရှိတဲ့အရှိတ်အတာဝါကိုလည်းတွေ့တက်လာပြီးဟော်လိုမန်းတကောင်ကဒရာစာနာတီရောက်လာပါရယ်။ဒရာစာကတနက်နဲ့ပြစ်ပေမဲ့ဟော်လိုမန်းကမတည်ပါဘူး။လေးပိုင်းလည်းဒရာစာဒုက္ခရောက်နေတာကိုသိသွားပြီးဒရာစာစီသွားနေတဲ့ဟော်လိုမန်းတွေကိုစက်တနက်နဲ့စတိုက်ပစ်လိုက်ရမှာတော့ဘုံတွေပေါက်ကွဲသွားပြီးဟော်လိုမန်းတွေကြောက်တဲ့ပြန်ပြုတ်ကျသွားပါရယ်။ဒါပေမဲ့ဘုံစားတစ်ခုကြောင့်ဒရာစာလည်းတန်ရာရသွားပါရယ်။အဲ့တော့လီပိုင်းကကျန်းတဲ့ဟော်လိုမန်းတွေကိုစက်တနက်နဲ့စတိုက်ပစ်နေပြီးအော်တိုစင်ထားတဲ့စက်တနက်တွေကလည်းဟော်လိုမန်းတွေကိုပစ်ပါရယ်။ ။တညာလုံးဟော်လိုမန်တွေအပေါ်တက်မလာအောင်တိုက်ပွဲဆင်နွှဲခဲ့ရပြီးနောက်ဟော်လိုမန်တွေထပ်မတက်လာတော့ပါဘူး။နောက်နေ့မနက်မှာတော့လီပိုင်းကပောက်ကွဲပြီးသွားတဲ့ဘုံတွေကိုဘုံအစ်တွေနဲ့ပြန်လဲတာတွေဆက်လုပ်နေပါတယ်။ဒီလိုနဲ့ဒီဇင်ဘာလရောက်လာတော့လီပိုင်းကဝတ်သေးချပင်ကိုမီးလုံးတွေနဲ့ဆင်ပြီးခရစ်စမတ်တစ်ပင်လုပ်ပါတယ်။အဲဒီနောက်သူတို့ကနင်းလူသားတွေအတူတူလုပ်ကြပါတယ်။ဒရာဆာနဲ့လီပိုင်းကတပြေးပြေးနဲ့ပိုရင်းနေလာပြီးစစ်တပ်ရင်တွေထိုးကြတယောက်နဲ့တယောက်မှန်မြောင်းနဲ့ခူးကြည့်ကြနဲ့ဇလန်းလေးဖြစ်လာပါပြီ။ဒီလိုနဲ့ဖေဗူလာရောက်လာပါပြီ။လူတွေနဲ့အဝေးမှာရောက်နေပြီးအထီးကျန်နေကြတဲ့လီပိုင်းနဲ့ဒရာဆာတို့က တယောက်နဲ့တယောက်တန်ရုံးစဉ်ဖို့တွင်လာကြပြီဖြစ်ပါတယ်။ဖေဗူလာ14ရက်မှာတော့တကြီးလွေအကျယ်ကြီးဖွင့်တတ်တဲ့ဒရာဆာရဲ့အရှိတ်တာဝါကအတန်တွေငိမ့်တက်နေတာကိုလေပိုင်းသတိထားမိသွားပါတယ်။ဒရာဆာကဒီနေ့ဟာသူ့အဖေတည်ဆုံးမယ့်နေ့ဖြစ်တာကြောင့်တယောက်တည်းဝမ်းနဲ့ပူဆွေးနေပါတယ်။ဒီပိုင်းလဲဒရာဆာဝမ်းနဲ့တည်းရဲ့ပုံစံကိုသတိထားမိပြီးဘာဖြစ်တာလဲလို့မေးတော့ဒရာဆာကဒီနေ့ကသူ့အတွက်ခက်ခဲတဲ့နေ့ဖြစ်ကြောင်းပြောပါတယ်။ပြီးတော့လေပိုင်းတယောက်သူ့နားမှာရှိရင်ကောင်းမှာပဲလို့ပြောပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကြားမှာငရဲတကားပေါက်ကြောက်ကြီးချားနေတာဖြစ်ပါတယ်။ အဲနောက်တော့လေပိုင်းကကြောက်ကြီးကိုဖြတ်ပြီးတော့ draw စစီဘယ်လိုသွားရမလဲဆိုတာစဉ်းစားပါတော့တယ်။အချိန်တော်ကြာစဉ်းစားပြီးရနောက်လေပိုင်းကလက်နက်တိုက်တဲကိုသွားပြီးဒုံးကြီးတစ်ခုကိုယူပါတယ်။ဒုံးကြီးတဲကပေါက်ကွဲစီတဲ့ပစ္စည်းတွေကိုထုတ်ယူလိုက်ပြီးဒုံးကြီးကိုကြိုးရည်နဲ့ဆက်လိုက်ပါတယ်။ draw စာလေးလေပိုင်းတယောက်ဘာတွေလုပ်နေရလဲလို့ကြည့်နေပါတယ်။လေပိုင်းကအစင်းသင်းဖြစ်ပြီးဆိုတော့ ਨੇ ဒုံးကြီးကိုအရှိတ်ဘက်တာဝါစီချိန်ပစ်လိုက်ပါတယ်။ဒုံးကြီးကတာဝါနာကတစ်ပင်တွေကြားထဲရောက်သွားပြီးတစ်ပင်မှာတွားညင်နေပါတယ်။ draw စာလေးလေပိုင်းလုပ်နေရကိုသဘောပေါက်သွားပြီးမိသက်စေးဦးနဲ့ဒုံးကြီးစီပြေးပြီးတော့မိကိုညှိမ့်ပါတယ်။ အဲနောက်တော့ဒရန်ဆာကကျိုးကိုတစ်ပင်မှာခိုင်အောင်ကြေးလိုက်ပါတယ်အဲနောက်တော့လီပိုင်းကဒိညာညာစာတူတူစားရအောင်လို့ပြောလိုက်ပြီးဒရာဆာစီသွားဖို့ပြင်ဆင်ပါတော့တယ်ဒေါ်ရဲကတော်ပန်လေးတွေခူးသွားပြီးတော့ကျိုးကနေတစင်ချောက်ကိုဖျက်ခူးသွားပြီးနောက်ဆုံးတော့ဒရာဆာနဲ့မျက်နှာချင်းဆိုင်တွေ့ရပြီဖြစ်ပါတယ်ဒရာဆာကလီပိုင်းစီကပန်းတွေယူလိုက်ပြီးသူယုံသားပိုင်မုံလောက်ထားတယ်လို့ပြောပါတယ်အဲနောက်တော့သူတို့နှစ်ယောက်စကားပြောကြရင်အခုမှတေချာမျက်နှာချင်းဆိုင်တွေ့ကြတာဆိုတော့နှစ်ယောက်သားမနေတတ်မထိုင်တတ်ဖြစ်နေပါတယ် ဲတော့တော့ဒရာဆာကလေးပိုင်းကိုရေသွားချိုးဖို့ပြောပြီးပြီးမှအေးစင်ညစာစားဖို့လုပ်ပါတယ်လေးပိုင်းတယောက်ရေချိုးပြီးနောက်မှာတော့ဒရုန်းညောင်ညစာတူတူစားကြပါတယ်ဒရုန်းညောင်ကိုရောက်နေတဲ့နေရာအကြောင်းစကားသမီးပြောကြရင်ဒီနေရာကဘယ်နေရာလဲဆိုတော့ကိုနှစ်ယောက်လုံးကလုံးဝမသိပါဘူးလေးပိုင်းကတော့ဒီနေရာကအများဝင်ရုံးစွန်ဘက်မှာဖြစ်မယ်လို့ပြောပါတယ်အဲတော့တော့တယောက်အကြောင်းတယောက်ပြောကြရင်လည်းလေးပိုင်းကသူဟာမရိန်စစ်သားဟောင်းဖြစ်ကြောင်းပြောပါတယ်ဒရာဆာကလီဘာအဝေးဆုံးကနေစနိုက်ပါနဲ့ပြစ်မှုတဲ့အကွာအဝေးကိုမြေတော့လီပိုင်းကမီတာ3200ကျော်လို့ပြောလိုက်ပါတယ် ဒီပိုင်းကကမ္ဘာအကြမ်းဆုံးစနိုက်ပါသမား9ယောက်ထဲမှာပါတဲ့စနိုက်ပါသမားဖြစ်ပါတယ်။ဒရာဆောင်ကတော့ရေမေမှာမနစ်ကစနိုက်ပါသမားတစ်ယောက်ပြစ်သွားတဲ့ပြစ်ချက်ကတော်တော်ကောင်းကြောင်းပြောလိုက်ပြီးအဲ့ဒါရှင်လားလို့မေးပေမဲ့ဒီပိုင်းကသူမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက် Gosh အကြောင်းကိုဆက်ပြောကြပြီးရပါမှာကြောင်ထဲကနေတက်လာတက်တဲ့တရာတွေကဘာတွေလဲဆိုတာသိကျင်တယ်လို့လီပိုင်းကပြောပါတယ်။ဒရာဆာကတော့သူ့အဖေပြောဘူးသလိုပဲ။တခါတလေမှာတချို့အမှန်တရားတွေကမသိတာပိုကောင်းတယ်လို့ပြောလိုက်ပါတယ်။အဲနောက်ဒရာဆာက ရှင်ပါလို့စနိုက်ပါတမားအလုပ်ကိုရွေးချယ်ခဲ့တာလဲလို့ပြောလိုက်ပြီးလီပိုင်းကတော့သူငငယ်လေးတွေကအမဲလိုက်တက်ဖို့တင်ပေးခဲ့ပြီးတိကျတဲ့ပြစ်ချက်တွေကအမှုပညာဆန်တဲ့အကြောင်းပြောပါရီဒါပေမဲ့နောက်ပိုင်းမှာတော့လူတွေတိုက်ရတာများတော့လီပိုင်းရောဒရာဆာပါစိတ်ထန်ရရနေတာဖြစ်ပါရီအဲ့တော့ဒရာဆာကတချင်းဖွင့်ပြီးတော့ကနေပြီးလီပိုင်းကိုလည်းအတူတူကဖို့ခေါ်ပါရီလီပိုင်းကဒီတခါတော့မငင်းနိုင်တော့ပဲဒရာဆာနဲ့အတူတူကပါရီအဲ့တော့နှစ်ယောက်သားချစ်ရီလိုခဲ့ကြပြီးချစ်သူတွေအဖြစ်အထိပုံရင်းလာကြပါရီ ဒရာဇာကလေပိုင်းကိုသူ့အဖိတ်တည်ဆုံတဲ့အကြောင်းပြောပြပြီးလေပိုင်းကလည်းသူတယောက်တည်းအထီးကျန်နေတာနှစ်နှစ်ချီနေပြီဖြစ်ကြောင်းပြောပြပါရယ်လေပိုင်းကတယောက်တည်းရှိတဲ့အချိန်ဒီမှာကြ བྱ ာရီပဲဖန်နေတက်ပြီးတခါတလေကြ བྱ ာလေးရေးပါရယ်သူကဒရာဇာအကြောင်းတွေကိုလည်းကြ བྱ ာရေးထားကြောင်းပြောလိုက်ပါရယ်ဒရာဇာကသူ့ကိုပြဖို့ပြောပေမဲ့လေပိုင်းကမပြသေးဘူးလို့ပြောပြီးခေါင်းစဉ်ပဲပြောပြလိုက်ပါရယ်ဒါတွေမှာတော့လေပိုင်းကဒရာဇာကိုအနမ်းနဲ့နှုတ်ဆက်ပြီးအနောက်ဘက်တာဝါကိုပြန်တော့မှဖြစ်ပါရယ်ဒီပိုင်းကဂျိုးနဲ့ပြန်ဖြတ်ကူးနေပြီးတော့အဲ့ဒီချိန်မှာပဲဟောလုမန်တကောင်ကအပေါ်တက်လာတာကြောင့်ဆင်ထားတဲ့ပုံကထောက်ပေါက်ကွဲပါတယ် ခြေထားတဲ့ကျုပ်လည်းပြတ်ထွက်သွားပြီးလေပိုင်းတယောက်အကြောင်းထဲပြုတ်ကျသွားပါတော့တယ်။ဒရာဇာလည်းလေပိုင်းလေတီးဖွင့်လိုက်နေတာကိုမြင်လိုက်ပြီးချက်ချင်းပဲလေပိုင်းနောက်လိုက်ပို့လို့ပါတယ်။ဒရာဇာကလေပိုင်းအတွက်စိတ်ပူနေပြီးတော့လက်နက်တိုက်တဲဝင်ပြီးတော့လိုအပ်တဲ့လက်နက်ကိရိယာတွေယူပြီးတော့လည်းကျောက်ထဲချက်ချင်းခုန်ချလိုက်ပါတယ်။ဒရာဇာကလေတီးနဲ့ခုန်ချလိုက်ပြီးကျောင်းနယ်ကြီးရဲ့အောက်ကမြေတခုထဲကိုကျသွားပါတယ်။ဒရာဇာကရေစီးနဲ့မျောသွားပြီးတဲ့နောက်လေတီးကိုဓာတ်နဲ့ပြတ်ပါတယ်။ရေစီးကြောင့်မြေထက်ကနေအပေါ်ကိုချက်ချင်းပြန်မတက်နိုင်မဲ့တော်တော်ယုံကန်လိုက်ရပါတယ်။ နောက်ဆုံးတော့မြေကမ်းပါပေါ်တက်လာနိုင်ပြီးတစ်ဖက်မှာလီပိုင်းကတော့တောအုပ်ထဲကတစ်ပင်တစ်ပင်နဲ့ညှိပြီးသတိလျက်နေပါတယ်။တစ်ပင်ပေါ်မှာထူဆန်းတဲ့တော်တော်တော်ဝါကြီးတွေလည်းရှိနေပြီးတော်တော်တကောင်ကလီပိုင်းနာကိုကတ်လာပါတယ်။ကံကောင်းလို့လီပိုင်းလည်းသတိပြန်ရလာပြီးသူ့နာကတ်လာတဲ့တော်တော်ကောင်ကြီးကိုတနက်နဲ့ပြစ်လိုက်နိုင်ပါတယ်။ဒရာဇာလည်းတနက်တန်ကိုကြားသွားတဲ့အတွက်လီပိုင်းရှိတဲ့နေရာကိုခန့်မှန်းလို့ရသွားပါပြီ။အဲဒီနောက်တော့လီပိုင်းကတစ်ပင်ပေါ်ကနေခုန်ချလိုက်နိုင်ပြီးမင်းအပင်ဟောက်ရောက်တော့လည်းအန်တရကမကင်းသေးပါဘူး။လီပိုင်းပြုတ်ကျသွားတဲ့တစ်ပင်အမြင့်တွေကတရွာကြီးတကောင်ရဲ့ပစက်လိုဖြစ်နေပြီးအဲ့ဒီပင်ကြီးကလီပိုင်းကိုစားဖို့လုံနေပါတယ် ီပိုင်းကထွက်ပြေးဖို့လုပ်နေပေမဲ့ထားလို့မရပါဘူးအဲ့ဒီချိန်မှာပဲဒရာဇာရောက်လာပြီးအပင်ကြီးကလက်သေးရှည်လို့ယာရီကိုတနက်နေ့ပြစ်လိုက်တော့မှလီပိုင်းလည်းလွတ်မြောက်သွားပါတယ်လီပိုင်းကသူ့နောက်ကိုဒရာဇာလိုက်လာတဲ့အတွက်ဝမ်းသာသွားပါတယ်အဲ့နောက်တော့သူတို့နှစ်ယောက်မြူရီပြည့်နေပြီးကြောက်စရာကောင်းတဲ့တောအုပ်ထဲမှာခရီးဆက်လာကြပြီးနောက်ထပ်အန်ဒရယ်တခုကထပ်ရောက်လာပါတယ်မြင်းစည်းလာတဲ့ဟော်လိုမန်တွေသူတို့နောက်ကိုရောက်လာပြီးဆက်တိုက်ခိုက်ပါတယ်ဟော်လိုမန်တွေကလူတွေထက်အများကြီးပိုတန်ပါတဲ့အတွက်လီပိုင်းတို့တော်တော်အခက်တွေ့နေပါတယ် ဟောလမတကောင်ကလေပိုင်းကိုသူ့မြင်းနဲ့ဆွဲခေါ်သွားပြီးဒရာဆာကိုလည်းနောက်တကောင်ကတပ်ဖို့လုပ်နေပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဒရာဆာကဟောလမန်လက်ထက်ကလွတ်အောင်လုံနိုင်ပြီးဟောလမန်ကိုတပ်ပစ်လိုက်ပါတယ်။လေပိုင်းကလည်းသူ့ကိုဆွဲခေါ်သွားတဲ့ဟောလမန်ကိုရောသူ့မြင်းကိုပါတပ်ပစ်လိုက်နိုင်ပါတယ်။မေယောတာအတဘေးကနေလွတ်သွားပြီးတော့ဒရာဆာကသူ့ပစ္စည်းတွေကိုစစ်ကြည့်တော့သူယူလာတဲ့ကြောက်ပေါ်ပြန်တက်ဖို့ကြိယာကမြင့်ထဲကျသွားပါပြီ။ဒီအတိုင်းကြောက်ပေါ်ကိုပြန်တက်ဖို့ကမဖြစ်နိုင်တဲ့အတွက်သူတို့တွေဒီနေရာမှာပြိမိနေပြီဖြစ်ပါတယ်။ပြီးတော့သူတို့မှလှုပ်ရှားကမြေကြောင်းအတိုင်းလိုက်ပြီးထွက်ပေါက်ကိုရှာဖို့ပဲရှိပါတယ်။ ဒီပိုင်းကဟော်လမန်တကောင်ကိုဆက်ဆေးကြည့်တော့သူ့မှာဝတ်ထားတဲ့ယူနီဖောင်းကဒုတိယကမ္ဘာစစ်အပြီးလောက်တုန်းကစစ်တပ်ရဲ့ယူနီဖောင်းဖြစ်နေပါတယ်။ဒီတော့ဒီဟော်လမန်တွေက1940လောက်ကဒီနေရာကိုရှင်းလင်းဖို့လွှတ်လိုက်တဲ့စစ်တီ2400တွေကတကောင်ဖြစ်တယ်ဆိုတာသိလာရပါတယ်။ဒီကောင်တွေကတည်ဆုံသွားတာမဟုတ်ဘဲအခုလိုဘာကြောင့်မကောင်းဆိုးရွားဖြစ်သွားလဲဆိုတာကိုမသိရသေးပါဘူး။အဲဒီနောက်တော့ဒရုန်းတစ်ယောက်ခရီးဆက်လာရင်လမ်းမှာအပင်လိုလိုလူလိုလိုနဲ့တည်ဆုံနေတဲ့အယိုးကြောင့်တရွာတွေကိုမြင်ရပါတယ်။ဒီတရွာတွေကတည်ဆုံတစ်ခုကြောင့်ဗီဇာပြောင်းပြီးအခုလိုတရိပ်ပြောင်းတရွာတွေဖြစ်နေတာပါ။ အဲ့နောက်တော့လီပိုင်းတို့တွေစုပြင့်ခံထားရတဲ့ရွာတရာကိုရောက်လာပြီးအဲ့ဒီနေရာမှာအရင်ကလူတွေရှိခဲ့တဲ့အရိပ်အယောင်ရှိပါတယ်။အစအဦးတစ်ခုရှိမှအမေရိကန်၊အင်္ဂလန်နဲ့တရုတ်အလံတွေကိုပါမြင်ရပါတယ်။အဲ့ဒီကဲမှာပဲငလျင်လုံးတလို့ဖြစ်ပြီးမြေကြီးပါရုတ်တရက်တုံလာတာကြောင့်လီပိုင်းတို့တရိအနေထားနဲ့နေနေကြပါတယ်။မကြာခင်မှာဟော်လီမန်တွေတရုတ်နောက်လိုက်လာတဲ့အတန်ကိုကြားတဲ့အတွက်လီပိုင်းတို့တွေကအနားမှာရှိတဲ့ဖျားချောင်းအပြက်ထွဲကိုဝင်လာကြပါတယ်။ဖျားချောင်းထဲမှာတော့ထိုင်လျက်တေဆုံးနေတဲ့အယိုးချောက်တွေအများပြားကိုမြင်လိုက်ရပြီးဒီလူတွေကဆာယာနိုင်အစိတ်နဲ့ကိုကုတ်ကိုတတ်တည်ထားကြတာပါ။ ဒီတော့ဒီနေရာကတည်ဆုံးတာထက်ပိုကြောက်ပိုကောင်းတဲ့အရာတွေရှိနေတယ်ဆိုတာလေပိုင်းတို့သဘောပေါက်သွားပါတယ်။အဲ့ဒီချိန်မှာပဲကြောက်စရာကောင်းတဲ့ပင်ကိုကြီးတစ်ကောင်ကဒရက်ဆာမျက်နှာပေါ်ဆင်းလာပြီးဒရက်ဆာကိုကိုက်ဖို့လုပ်သွားတယ်။အဲ့ဒီပင်ကိုကြီးကိုရှင်းလိုက်နိုင်ပေမဲ့နောက်ထပ်ပင်ကိုရီအများပြအမိုးပေါ်ကဆင်းလာပြီးသူတို့ကိုတိုက်ခိုက်ပါတော့တယ်။ပင်ကိုရီရဲ့ခန္ဓာကိုယ်ကလူအရိုးကောင်းလိုပုံစံဖြစ်နေတာကိုမြင်ရပြီးလေပိုင်းတို့လည်းပင်ကိုရီကိုအသေးအတန်တနက်နေ့ဖြစ်ပြီးရှင်းနေရပါတယ်။အဲ့ဒီချိန်မှာပဲဟော်လိုမန်တွေလည်းဘုရားကျောင်းထဲဝင်လာတဲ့အတွက်ဟော်လိုမန်တွေနဲ့ပါတိုက်ခိုက်ရပြန်ပါတယ်။ သူတို့ရဲ့အချိန်တော်ကြာဟောလုံးမန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်နောက်ဆုံးတော့ဟောလုံးမန်းတွေကိုရှင်းလိုက်နိုင်ပါတယ်။ဒီပိုင်းတို့တွေဘုရားကျောင်းတွေကနေအသက်ရှင်လျက်ထွက်လာနိုင်ပြီးပြီ။သူတို့နောက်ကိုနောက်ထပ်ဟောလုံးမန်းတွေထပ်လိုက်နေတဲ့ဆိုတာကိုသိပါတယ်။ဒီအတွက်အ мян ပြေးလာကြပြီးနောက်ဆုံးတော့အကြောင်းလျင်နာကိုရောက်လာပါတယ်။အဲ့ဒီမှာတကားပေါက်တစ်ခုကိုတွေ့တဲ့အတွက်သူတို့တွေအဲ့ဒီတကားထဲဝင်လာပြီးအထက်မှာလူတွေနေခဲ့တဲ့အဆောက်အဦတစ်ခုရှိနေတာကိုမြင်ရပါတယ်။ဒီနေရာကအရင်ကအခြေဆိုင်စခန်းတစ်ခုဖြစ်ခဲ့ပြီးတနေရာမှာတော့သိပ်ပန်စမ်းသက်ခန်းတစ်ခုကိုလည်းမြင်ရပါတယ်။ ဒီနေရာကအလျက်စစ်တားကပြန်ပြီးဖြိုးနိုင်တဲ့တားဆိုတာကိုဒရာဆာကတိလိုက်တဲ့အတွက်တားအပြန်ရအောင်လုပ်လိုက်နိုင်ပါတယ်။ပြီးတော့အရေးကြီးအချက်လက်တွေပါတဲ့အခွေတစ်ခုကိုလည်းတွေ့လိုက်ပြီးအဲ့ဒီခွေကိုဖွင့်ကြည့်လိုက်ရမှာတော့ဒီနေရာရဲ့အကြောင်းကိုသိလိုက်ရပါတော့တယ်။1946မှာကမ္ဘာအရှိချမ်းတဲ့အနောက်ချမ်းပူပေါင်းထားတဲ့ညုံပေါင်းအဖွဲ့တစ်ခုကဒီနေရာမှာဇီဝဓာတုသုတေသနတစ်ခုကိုလောက်ခဲ့ကြောင်းသိပ္ပံပညာရှင်ကပြောထားပါတယ်။ဒါပေမဲ့မကြာခင်မှာပဲပြင်းထန်တဲ့ငလျင်လောက်ခဲ့တာကြောင့်သုတေသနအခြေဆိုင်စကန်ပြည့်စည်ခဲ့ပြီးဓာခွေကနေကအစိတ်တွေလည်းပြန့်နှံ့သွားခဲ့ပါတယ်။ ဒီအစိတ်တွေကလူတွေရောအသက်ရှိနေတဲ့ tradition တွေရဲ့ DNA တွေပြင်အပင်တွေက DNA တွေပါပေါင်းစည်းသွားစေနိုင်တဲ့အစိတ်တွေဖြစ်ပါတယ်။ဒီအတွက်အကူဆက်ခံရတဲ့လူတွေကတခြားအရာတွေနဲ့ DNA တွေရောနှောကုန်ပြီးအပင်လိုလို tradition လိုလိုပုံစံတွေနဲ့တရိပ်ပြောင်းနေဖြစ်ကုန်တာပါ။ဒီအစိတ်တွေပြန်လည်သွားပြီးတဲ့နောက် video တွေကသိပ္ပံပညာရှင်မှာကူဆက်ခံရတာဖြစ်ပါတယ်။ဒီအတွက်ဒီကူဆက်မှုတွေကြောက်တဲ့ကနေပြင်ပကဘာကိုမပြန်သွားဖို့လုပ်နေရတာဖြစ်ပါတယ်။ဒီပိုင်းတို့လည်းဒီနေရာမှာကြာကြာဆက်နေရင်တို့မှကူးဆက်ခံရမှာဖြစ်တဲ့အတွက်အမြန်ထွက်သွားနိုင်မှုလို့ရတော့မှာပါ ဒရက်ဆာကတော့တလောက်အန္တရာယ်များတဲ့နေရာကိုဘာကြောင့်ဘုံးတွေကျဲချပြီးအပီးမရှင်းဖြစ်တာလဲလို့စဉ်းစားနေပါတယ်သူတို့တွေကွန်ပျူတာအဟောင်းတစ်ခုကိုတွေ့လို့ဖွင့်ကြည့်တော့ Dark Lake လို့ခေါ်တဲ့အဖွဲစည်းတစ်ခုကပိုင်းတဲ့ကွန်ပျူတာဖြစ်ပါတယ်အဲ့ဒီမှာရင်လီပိုင်းနဲ့ဒီနေရာကိုဘုံးကျဲပြီးအပီးမရှင်းဖြစ်တာကသူ့တေသနာတွေဆက်လုပ်နေသေးလို့ဆိုတာကိုသဘောပေါက်သွားပါတယ် Dark Lake ကဒီကူးစက်ကန်တရွာတွေကိုဘလို့ကန်တွဲရမလဲဆိုတာကိုဆက်လည်လာနေတာဖြစ်ပြီးဒီနေရာကရောနှောနေတဲ့ဒီအန်တွေကိုဒရုန်းတွေနဲ့ယူပြီးတော့စူပါစစ်သားတွေဖန်တီးဖို့လုပ်နေတာဖြစ်ပါတယ် အဲ့လိုလောက်တာကတက္ကပါလုံးအတွက်အန္တရာယ်ရှိသွားနိုင်တယ်ဆိုတော့ကိုလီပိုင်းတို့ကသဘောပေါက်သွားပါတယ်။သူတို့တွေဒီနေရာကနေအမြန်ပြန်ထွက်ပြီးဒီ gosh ကိုရှင်းလင်းပြမှလူတွေအကုန်လုံးအတွက်အန္တရာယ်မရှိနိုင်ပါဘူး။လီပိုင်းတို့ကအစာဦးတွေကနေပြန်ထွက်ဖို့လုပ်နေပြီးသူတို့ကို hollow man တွေစောင့်နေတယ်ဆိုတော့ကိုသဘောပေါက်ပါတယ်။ဒီအတွက် dresser ကမိကိုပုံးတွေချလိုက်ပြီး hollow man တွေသူတို့ကိုမမြင်အောင်လုပ်လိုက်ပါတယ်။ဒါပေမဲ့မကြခင်မှာပဲ hollow man တကောင်က dresser ကိုမိသွားပြီးမြင်းနဲ့ဆွဲသွားတဲ့အတွက်လီပိုင်းလေးအနောက်ကနေပြေးလိုက်လာပါတယ်။ ဒရာဆာကကြိုးကိုဓာတ်နဲ့ပြတ်ဖို့လုပ်ပေမဲ့ပြတ်လို့မရပါဘူး။ဟော်လိုမန်းကိုတနက်နေ့ပြင်ပေမဲ့လေမကြခင်မှာပဲကြီကုံသွားပါတယ်။ဒရာဆာတယောက်မြင်းနဲ့ဆွဲသွားတဲ့နောက်တောင်းလျှောက်ပါသွားပြီးနောက်ဆုံးတော့တစ်ပေအမြင့်တွေနဲ့ဝင်တိုက်မိပြီးတတိလည်သွားပါရယ်။လေပိုင်းကလည်းဒရာဆာကိုဖမ်းသွားတဲ့နောက်ကိုတောင်းလျှောက်ချေရခံလိုက်လာပါရယ်။တစ်ဖက်မှာဒရာဆာကိုတော့ဟော်လိုမန်းကအစာအုပ်တစ်ခုရဲ့အမိုးမှကြိုးနဲ့ချီပြီးတော့ဖမ်းထားပြီးဒရာဆာကလည်းမကြခင်မှာတတိပြန်ရလာပါရယ်။ဟော်လိုမန်းသူနာကလာတော့ဒရာဆာကပိတ်ကံပြီးတော့ဒွဲလောင်းဖြစ်နေရကနေလှုပ်အောင်ယုံလိုက်နိုင်ပါရယ်။ဒရာဆာကဟော်လိုမန်းကိုတောင်းလျှောက်တိုက်ခိုက်ပေမဲ့ဟော်လိုမန်းကတော့မပြုံးပါဘူး။ ဒါနဲ့ပေါက်လဲဘာမှမဖြစ်တယ်လို့လက်တီးနဲ့ထိုးလဲဘာမှမဖြစ်တဲ့ပြီဒရာဆာကိုတတ်ဖို့လုပ်နေပါတယ်ဒရာဆာကလည်းဟော်လိုမန်ကိုမိနေရှိုးလိုက်ပြီးအဲဒီချိန်မှာပဲလီပိုင်းရောက်လာပြီးတော့သူ့ရဲ့တနက်ဖြစ်ချမ်းနဲ့ဟော်လိုမန်ကိုအဆုံးသတ်ပေးလိုက်နိုင်ပါတယ်လီပိုင်းကဒရာဆာကိုဖမ်းသွားတဲ့ဟော်လိုမန်ရဲ့ယူနီဖောင်းကိုကြည့်လိုက်တော့ဒီလူကအနောက်ဘက်တာဝါမှာပထမဆုံးတာဝန်ကျခဲ့တဲ့စစ်သားဖြစ်နေတာကိုမြင်လိုက်ရပါတယ်အဲ့တော့တို့တို့နေရောအစာအုပ်ထဲမှာခရီးဆက်လာပြီးလွယ်ပင်တွေတို့အရာကြီးတစ်ခုကိုမြင်လာရပြီးအဲ့ဒီအရာကြီးကအသက်ဝင်နေတယ်လို့လူရီရဲ့ DNA တွေနဲ့ပါပေါင်းစပ်နေတာဖြစ်ပါတယ် ါပေမဲ့သူတို့တွေအဲ့ဒီအရာကြီးကိုဖျက်သွားနိုင်မှတပတ်ကထွက်ပေါက်ကိုရောက်မှာပါအဲ့ဒါနဲ့လေပိုင်းတို့တွေရေပင်လိုအရာကြီးရှိနေတဲ့တံတားကိုဖျက်လာခဲ့ပြီးအဲ့ဒီအရာကြီးကဒရက်ဆာကိုတိုက်ခိုက်ပါတယ်လေပိုင်းလည်းဒရက်ဆာကိုကယ်လိုက်နိုင်ပြီးတော့သူတို့တွေဆက်ပြေးကြပါတယ်ဒါပေမဲ့လေပိုင်းခြေထောက်ကိုအဲ့ဒီအရာကြီးကဆွဲယူသွားတဲ့အတွက်ဒရက်ဆာကဘုံနဲ့ထုပြီးအဲ့ဒီအရာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်နောက်ဆုံးတော့စစ်တုံးခြေကားဟောင်းတွေရှိနေတဲ့ဂိုဒေါင်တစ်ခုထဲကိုရောက်လာပြီးလေပိုင်းတို့တွေခြေကားတစ်စီးကိုပြန်ပြင်လိုက်နိုင်ပါတယ်ပြီးတော့သူတို့တွေအဲ့ဒီခြေကားနဲ့ခရီးဆက်လာပြီးလေပိုင်းပြုတ်ထားခဲ့တဲ့ကြောင်းနေရနာကိုရောက်လာပါတယ် ကျောင်းနေရာမှာပြတ်သွားခဲ့တဲ့ကျိုးကိုလည်းတန်းတန်းတွေးရပြီးတော့အဲ့ဒီကျိုးနဲ့ခြေကားကိုချီပြီးတော့လေပိုင်းတို့တွေကျောင်းပေါ်ကိုခြေကားနဲ့တက်ဖို့လုပ်ပါတယ်။ဒါပေမဲ့သူတို့ကိုဟော်လိုမန်းတွေကနောက်ကနေလိုက်တိုက်ခိုက်နေပြီးတိုက်ပွဲကဆက်ပြင်းထန်နေပါတယ်။အဲ့နောက်တော့ခြေကားနဲ့လေပိုင်းတို့တွေအပေါ်ကိုတက်နေကြပြီးဟော်လိုမန်းတွေကလည်းသူတို့နောက်ကလိုက်တက်နေပါတယ်။ဟော်လိုမန်းတကောင်ကဒရယ်ဆာလေပင်းကိုညှစ်ထားပြီးမဲ့ဒရယ်ဆာကဟော်လိုမန်းကိုအောက်ပြုတ်ကျသွားအောင်လှောက်လိုက်နေပါတယ်။နောက်တကောင်ကလည်းလေပိုင်းနဲ့တိုက်ခိုက်ရင်းနဲ့လေပိုင်းတယောက်ကားပေါ်ကပြုတ်ကျတော့မလို့ဖြစ်နေပါတယ်။အဲ့နောက်တော့ကားပေါ်ကဓာတ်စီတွေကိုအောက်ကပါလာတဲ့ဟော်လိုမန်းတွေပေါ်လောင်းချလိုက်ပြီး ဟော်လမန်တွေကိုမီရှုလိုက်နိုင်ပါတယ်။သူတို့ခြေကားလည်းပောက်ကွဲသွားပြီးလေးပိုင်းနဲ့ဒရက်ဆာတွေကတော့ကျိုးကိုတွေ့ထားနိုင်ပါတယ်။အဲနောက်တော့သူတို့နှစ်ယောက်အောင်မြင်မြင်ပဲကြောက်ပေါကိုတက်လာနိုင်ပြီးသူတို့တွေတယောက်တန်ရာတွေကိုတယောက်ကုသပေးနေပါတယ်။ပြီးတော့သူတို့နှစ်ယောက်လည်းကူးဆက်ခံလာရနိုင်တဲ့အတွက်နောက်ထပ်၅ရက်လောက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။အရင်တော့လေပိုင်းကတော့အရင်တော့ကသူ့မှာဘယ်သူမှမရှိခဲ့ပဲနဲ့အခုမှသာဒရာဇာကပထမဆုံးသူ့တွေ့တာရမယ့်လူဖြစ်လာတာဖြစ်ကြောင်းတွေခြေပါရယ်ဒရာဇာကလည်းသူတို့နှစ်ယောက်အတူတူပြင်သစ်ကိုပြေးကြရအောင်လို့ပြောပါရယ် ဒီပိုင်းကဒီနေရာကိုဒီတိုင်းထားလို့မရကြောင်းလေအကုန်လုံးအန်ဒရယ်ကင်းအောင်လုံးဝဖျက်ဆီးပြရမယ်လို့ပြောပါတယ်ဒရာဆာလည်းသဘောတူလိုက်ပြီးတော့လီပိုင်းကအနောက်ဘက်တာဝါကိုပြန်မွေ့လို့ပါတယ်နောက်ထပ်6ရက်အထိသူတို့တွေကူးစက်ခံရတဲ့လက္ခဏာမပြရင်ပြန်တွေ့ကြဖို့လည်းပြောပါတယ်ကူးစက်ခံရရင်တော့သူတို့တွေသူများစီမကူအောင်ဒီနေရာမှာပဲကိုကိုကိုအဆုံးသတ်ရမှာပါအဲ့တော့လီပိုင်းနဲ့ဒရာဆာတို့ကအနမ်းနဲ့နှုတ်ဆက်ပြီးလီပိုင်းကသူ့တာဝါကိုသူပြန်လာပါတယ်နောက်နေ့မှာတော့လီပိုင်းကလာစဉ်သတင်းပို့ရမယ့်အတိုင်းရေဒီယိုကနေသတင်းပို့တော့ဒီတခါတော့ဘာတိုလိုမျိုးကိုရိုင်းလီပိုင်းနဲ့စကားပြောတာဖြစ်ပါတယ် ဘာတိုလိုမျိုးကလေပိုင်းကိုကြောက်တဲ့ဆင်းသီလာလို့မေးတော့လေပိုင်းကမဆင်းဘူးလို့ပြောလိုက်ပါတယ်။ဘာတိုလိုမျိုးကအရှိတ်တာဝါကလူနေရောအဆက်အသွယ်လောက်လားလို့မေးပြီးလေပိုင်းကတော့မလောက်ဘူးလို့ပဲပြောလိုက်ပါတယ်။ဒါပေမဲ့ဘာတိုလိုမျိုးကလေပိုင်းလိန်နေရဆိုတာသိပါတယ်။ဘာလို့လဲဆိုတော့သူ့စီမှာလေပိုင်းတို့နှစ်ယောက် gosh တဲမှာရောက်နေတဲ့ video ရှိနေလို့ပါ။အဲနောက်တော့ဘာတိုလိုမျိုးကသူ့လူတွေစီဆက်သွဲပြီးလေပိုင်းကိုရှင်းပြဖို့ပြင်ဆင်ပါတယ်။နောက်ရမှာတော့လီပိုင်းနဲ့ဒရာဆာတို့ကပုံမှန်တိုင်းအလုပ်ဆက်လုပ်နေပြီးတယောက်ကိုတယောက်ချက်ချောင်းပြောကြပါတယ်။အဲဒီချိန်မှာပဲရဟန်းရတစီလာနေတာကိုတွေ့လိုက်တဲ့အတွက်သူတို့ကိုရှင်းပြဖို့လာရဲဆိုတော့သဘောပေါက်သွားပါတယ်။ အဲ့တော့လီဘိုင်းရောဒရန်ဆာရောကတောထဲကိုဝင်ပြေးပါတယ်ဘာတို့လိုမျိုးတို့တာဝါထဲကိုရောက်တော့လီဘိုင်းတို့မရှိတော့တာကိုတေးလိုက်ပြီးလီဘိုင်းတို့ကိုလိုက်ရှာဖို့အတွက်ဒရုန်းတွေလွှတ်လိုက်ပါတယ်ဒရုန်းတွေကလီဘိုင်းတို့ကိုတောထဲမှာလိုက်ရှာပြီးတိုက်ခိုက်ပါတယ်လီဘိုင်းကဒရုန်းတစ်ခုကိုပစ်ချလိုက်နိုင်ပြီးဒရန်ဆာကလည်းသူ့နောက်လိုက်လာတဲ့ဒရုန်းတစ်ခုကိုရှင်းပြလိုက်ပါတယ်အဲ့တော့လီဘိုင်းနဲ့ဒရန်ဆာတို့ကတောင်ကုန်းပေါ်တက်ပြီးတာဝါနာကစတလိုက်တွေကိုစနိုက်ပါနဲ့ပစ်ဖို့လုပ်ပါတယ်ဒီစတလိုက်တွေက Gosh ရဲ့တီနီယာကိုဘဲထာရိုင်းရဲ့ဂျိုဒူကမှဖမ်းလို့မရအောင်လမ်းလွှဲပေးတာဖြစ်ပြီး Gosh ကိုကမ္ဘာမြေပုံထဲမှာမပေါ်အောင်လှုပ်ထားတာဖြစ်ပါတယ် ဒီပိုင်းတို့ satellite တွေကို sniper နဲ့ဖိလိုက်ချိန်မှာတော့ gosh ရဲ့တီရှိမှုကိုတကဘာလုံးကတိသွားတော့မှာဖြစ်ပါတယ်။ satellite တွေပေါက်ကွဲသွားတာနဲ့ဘာတို့လိုမျိုးလဲ၄ပိုင်းတို့ဘာလုံးနေလဲဆိုတာကိုသဘောပေါက်သွားပါတယ်။အခုလို satellite တွေပေါက်ကွဲတာနဲ့အရေးပေါ်အခြေအနေဖြစ်ပြီးခွေးယူစစ်စင်ကြီးကစတင်တော့မှာပါ။၅မိနစ်တွင်အစင်းသင်းမြင်ထားတဲ့ဘုံတွေက gosh တစ်ခုလုံးကိုဖောက်ကွဲဖျက်ဆီးပစ်တော့မှာပါ။အကြခင်မှာပဲဘုံတွေပေါက်ကွဲကုန်ပြီးဘာတို့လိုမျိုးနဲ့သူ့လူတွေလည်းပေါက်ကွဲတဲ့အထက်ပါသွားပါတယ်။ဒရာဆာကတော့လွတ်မြောက်လာပြီး၄ပိုင်းကတော့ပေါက်ကွဲမှုအရှိန်ကြောင့်ရေတကောတစ်ခုတည်းပြုတ်ကျသွားပါတော့တယ်။ ဒရာဆာကလေပန်းကိုရန်နဲ့ချပီလိုက်ရှာပေမဲ့ရှာလို့မတွေ့ပါဘူး။အဲ့နောက်တော့ဒရာဆာကပြင်သစ်ကိုရောက်လာပြီးပြီးသူချစ်သူလေပန်းကိုသူတို့ချိန်ထားတဲ့နေရာစီရောက်လာမလားလို့စောင့်နေပေမဲ့လေပန်းကမပေါ်လာပါဘူး။ဒရာဆာလည်းလေပန်းတိတ်ဆုံးပြီးလို့ယူဆလာပြီးလေပန်းရေးပေးထားတဲ့သူ့အတွက်ကပြားကိုဖွင့်ဖက်ပါတယ်။အဲ့နောက်တော့ဒရာဆာကပြင်သစ်မှာပဲအခြေချနေနေပြီးစားတောက်ဆိုင်တစ်ခုမှာစပွဲတိုးမှလေဝင်လုပ်နေပါတယ်။ဧပြီလရဲ့တရက်မှာတော့ဒရာဆာရဲ့စားတောက်ဆိုင်ကိုလူတစ်ယောက်ရောက်လာပြီးအဲ့ဒီလူကလေပန်းမဖြစ်ပါတယ်။ ောက်ဆုံးကတော့လီပိုင်းကသူရောက်လာတာနောက်ကျရတဲ့အကြောင်းကိုရှင်းပြနေပြီးလီပိုင်းနဲ့ဒရာဆာတို့ချစ်သူနှစ်ယောက်ပြန်ဆုံစည်းနိုင်တာကိုမြင်လိုက်ရပါတယ်အခုလောအဆုံးထိစိတ်ပါဝင်စားသွားတဲ့ live ပါကြည့်ရှုပေးကြတဲ့ဒိုးတစ်ယောက်ချင်းစီတိုင်းကိုကျွန်တော်ရဲ့ Recap for you channel လေးကနေလိုက်လဲဆိုတာနဲ့ဂျေဆုထူးမင်းတင်ရှိရပါတယ်ခင်ဗျာ